မှာတရားမင်းဆင်းတယ်တဲ့တရားမင်းလူပြေကိုဆင်းလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လောကမှာဒီလိုယူဆယုံကြည်နေကြတော့လည်းပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်30နိဂေ5ပြဓမ္မခန္ဓာပေါင်း7400ထိုဓမ္မခန္ဓာပေါင်း7400ကိုဖွင့်ဆိုတဲ့အထက်ကရာတိကာစာအုပ်တွေထဲမှာဘယ်နေရာမှတော့မပါဘူး ်ဘယ်နေရာမှမပါဘူးကဲသူတော်စင်တို့စဉ်းစားပြီးတော့ကြည့်တရားမင်းစဉ်းနိုင်သလားမစဉ်းနိုင်ဘူးလားဆိုတာနဲ့စဉ်းကျင်ရင်တရားဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ခဏလေးစဉ်းလာလို့ရနော်ဘယ်လိုစဉ်းစားကြည့်ရမလဲလို့ဆိုလို့ရှိရင်လူပြေမှာနှစ်ပေါင်းတရာဆိုရင်တာဝရိတ္တမှာတည့်ရ မနစ်ကတချံတရားမင်းဆင်ဟိုရောက်လို့မှမကြသေးဘူးပြန်ဆင်းရမယ်ဆိုရင်အနေထားမဖြစ်ပေဘူးလားလူပြေမှာအနှစ်တရာမှတာဝရိန္ဒာမှာတရေရှိသေးတယ်ဟုတ်ကဲ့အဲဒီတော့တစ်နှစ်အတွင်းကိုတရားကနေပြီးတော့မနစ်ကဆင်းလာတဲ့တရားဟိုတော့မရောက်သေးဘူးပြန်ဆင်းရမယ်ခိတ်တယ်ဘာဖြစ်လို့ဆိုတော့လူရဲ့အချိန်ကာလကတိတ်ကြောင်းနေတာဝရိန္ဒာနတ်ပြေမှာအချိန်ကာလကတိတ်ရှည်လျားတယ် ဆိုတော့တရားမင်းကြီးဘယ်လိုလုပ်ပြီးတော့နတ်ပြည်မှာနေနိုင်မရော10မိနစ်တခါလူပြည်ဆင်းနေတယ်လို့ဖြစ်မနေပေဘူးလားအဲ့ဒါလို့ယုတ်တိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တရားမင်းဆင်းတယ်ဆိုတာလက်ခံဖို့တော်တော်ခက်ပါနော်တို့တော်လည်းပဲဘုန်းကြီးတို့စာရှိတာလေးကိုဒီနေ့ပြောပြအင်္ဂုတ္တရနိကေနိကေ900ထဲမှာအင်္ဂုတ္တရနိကေဆိုတာရှိတယ် အဲ့ဒီအင်္ဂုတ္တရနိကေထဲမှာသာတုမဟာရာဇသုတ်တံဆိုသုတ်တံတခုရှိတယ်။အဲ့ဒီသာတုမဟာရာဇသုတ်တံကလူလောကမှာလူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့သုတ်တံ။ကြံနဲ့မပတ်သက်ဘူးနော်။ကြံနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်။ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ ကြည့်ပွားတိုးတက်မှုအပေါ်မှာမျောလင့်ချက်နဲ့စုံစမ်းထောက်နှံ့ကြတာပေါ့အဲဒီတုတ်တံမှာဆိုထားတာကလာဆန်းရှိရဲ့လာဆုံးရှိရဲ့ဥပုံနေတွေမှာတဲ့သတုမာရနမင်းကြီး၄ပါးရဲ့အချမ်းရံပြိဿထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာတွားရောက်ပြီးတော့လာရောက်ပြီးတော့ လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါလေတဲ့အဲ့ဒါသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းတော့ဆိုရင်ကိစ္စိခောဘဝမနုသာမနုသေးသူမတ္တေယပိတေယသာမိညာပြမိညာဥပောသထံဥပဝတ္တန်တိပတိစာကရောတိပုံညာတိကရောတိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော် လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တရာမာတုထိကမေတ္တရာမိဘကိုလှုပ်ချွေးရလားအမေကိုယူသိလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂိူးဆိုင်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လန်းနော် နောက်တစ်ခုကပစ်တေးရဟာခင်ကိုရောရိုးရိုးသေးသေးလေးစိစားစားနဲ့လှုပ်ကျွေးသမှုပြုချရမှာနှစ်ခုပေါင်းလိုက်တော့မစ်တေးမတ်တေးရပစ်တေးရအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်ကြရလားလှုပ်ကျွေးကြရလားလေးစားကြရလားဒီချက်ကိုရက်တွေကလာပြီးတော့ထောက်ထားပါတယ် ထောက်လန်းနေဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အချိန်ခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှယုတ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရသေးတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်แท้ကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်ပါဟုတ်ကဲ့ အင်းယဝတိရောက်ကမှရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ချွေးပြုစုပေါ်ရတဲ့အမေလေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုခယူဆိုင်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာပြမင်ညာသာသနာတော်မှာသာသနာတော်ထမ်းဆောင်နေတဲ့ယဟန်တွေ ဉာဏ်ပညာမြတ်သောအကျင့်ကိုရှင်းပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်သာသနာဝန်တန်ရှင်ယဟန်မုံမြတ်တဲ့သူတော်စင်နေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမျိုးထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်ထားမှာလေနောက်တစ်ခုကဥပောဒထံဥပဝတ္တံတိ ဥပုပ်နေတယ်ညဥပုပ်ဆောင်ကြရင်လားဥပုပ်ဆောင်တဲ့လူများများရင်လားဆိုတာကိုထောက်လန်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပူဆောင်ဆိုတော့ဥပုပ်နေလို့ဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေကဂျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်နဲ့ဂျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ် 6ရက်နေ့ဥပုသ်ဆောင်တယ်9ရက်နေ့ဥပုသ်ဆောင်3ရက်အချိုးအပိုနဲ့ဆောင်တာကိုပဋိသာကရဥပုသ်နုံနုံကြာကြာဆောင်တဲ့ဥပုသ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုသ်များဆောင်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနေ့ကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကြောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတဲ့ကြောင်းဆောက်တဲ့ဆွမ်းလောင်းတဲ့စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကို သတ္တမရနမင်းကြီးတွေရဲ့အချမ်းရံတာဝန်ကြတဲ့ပုဂ္ဂိုလ်တွေကစုံစမ်း၆လမ်းပြီးတော့နမင်းကြီးတွေဒီအစင်ခန္ဓာပို့ရတဲ့။အဲတရားမင်းကဟိုအကိုင်ဆင်းဒါကိုင်ဆင်းဆိုတော့မပါဘူးနော်။တရားပဲကျွဲတော့စီးမဆင်းထမအောင်နော်။လူပြေကကျွဲလေ၊ဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားမင်းမအခက်ခံခြင်းခံရမှာ။အဲ့တော့တရားက လူပြေလာလို့ရှိရင်တကောအဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇန္တာနတ်အထာကြီးသူ့မှာတိန်တော်မြင်းတစ်ထောင်ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အသိခက်တဲ့ကျွဲစီးမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတယ်နော်အဲ့ဒါလို့သတုမာတဲ့နတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့ အခြေအနေကိုစုံစမ်းထောက်လန်းခိုင်းတာဘယ်နေ့တွေမှာထောက်လန်းခိုင်းလို့ဆိုလာဆန်းရှင်းရဲ့နာဆုံးရှင်းရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့14ရက်နေ့တွေကျတော့ဘယ်သူတွေလာတော့ဆိုစတုမာတဲ့နတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒါ တို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းနေ။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။အေးဒီမျိုးနဲ့ဒီရက်ခွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လား။ယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လား။သူတော်ကောင်းတွေညာမပြစ်မှားပဲနေကြရဲ့လား။ဥပုပ်တွေညာဆောင်းသုံးညာရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လား။ဒီချက်တွေကိုလိုက်ဆောင်တာ။ အဲ့တော့တရားရှိခင်တော်စဉ်ပြိတ္တတို့နဲ့အဲ့မှတ်ထားဖို့ရလောကမှာလူရလူဖြစ်လာလို့ရှင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားတယ်လို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစည်းစိမ်တွေခံစားနေရတာအခုလိုမိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုံကိုယ်တွေရရှိတာဒါကြောင့်မို့လို့သူတို့က ဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလောက်ကြရလားစုံလန်းထားပါမယ်ထို့တူပဲ15ရက်နေ့လက်ပြီလက်ခွေနေ့ညမှာကြတော့သတ္တမရိနတ်မင်းကြီး၄ယောက်ကိုယ်တိုင်ကစုံလန်းထောက်လန်းတယ်တဲ့အကြမ်းမင်းကြီးဆင်းတယ်လို့မပါဘူးနော်